အားလုံးမင်္ဂလာပါကိုခင်းစ်တဖုတ်ဘောရှိုးအနေကြိုးစားပါရယ်ကျွန်တော်ခွန်ပါဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့သတင်းတွေကိုပထမပိုင်းအနေနဲ့သုံးသပ်ဆွေးနွေးမှုလုပ်သားကြပါရယ်ကျွန်တော်ပထမဆုံးရွေးထားတဲ့သတင်းကတော့ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ဒီရပ်ပိုင်းအတွင်းမှာ Chelsea ရဲ့အပြောင်းအရွှေ့သတင်းတွေဆက်လက်လှုပ်ခတ်လာပါတယ်။ပထမတစ်ချိန်အပြောင်းအရွှေ့ဈေးကွက်ဖွင့်တော့ကလည်းခေါ်တင်တဲ့အထိုက်လျောက်လူခုံမှုတွေလုပ်ခဲ့ပြီးပါပြီ။အခုဒုတိယတစ်ချိန်အပြောင်းအရွှေ့ဖွင့်တဲ့ အချိန်မှာတော့နောက်ထပ်ကစားသမား၂ယောက်ကိုခေါ်ယူပြီးသွားပြီလို့ပြောလို့ရပါတယ်။ပထမတစ်ယောက်ကတော့အားလုံးနဲ့ဒီမှာပါဘရရှာဒော့တ်မန်အသင်းရဲ့တောင်ပံကစားသမားဂျမီဂီဒန်စ်ဖြစ်ပြီးတော့နောက်ထပ်တစ်ယောက်ကတော့ဂျာဝပက်ဒရိုဖြစ်ပါတယ်။အဲ့တော့ဒီသုံးသက်ချက်မှာကျွန်တော်ဂျာဝပက်ဒရိုနဲ့ပတ်သက်ပြီးတော့ပဲအဓိကထားဆွေးနွေးသုံးသက်သွားရမယ်။ဒါရိုမာနိုရဲ့ဖော်ပြချက်ကမင်းညကလေးကတက်လာတာပေါ့နော်။ဂျာဝပက်ဒရိုချယ်ဆီတင်းဒီဂျမီဂီဒန်စ်ပြီးခေါ်ယူနိုင်ခဲ့ပါပြီ။ပြောင်းရွှေ့ခြင်းအဖြစ်ပေါင်း55တန်း plus နောက်ထပ်5တန်းလို့သိထားပါတယ်အဲ့တော့ကနဦးငွေပေးချေမှုသည်ပြောင်းရွှေ့ခြေပေါင်55တန်းဖြစ်ပါတယ်စာချုပ်တန်းကတော့9နှစ်တန်းရှိတဲ့စာချုပ်ကိုချုပ်မှာပါ2032ခုနှစ်ထိ Chelsea မှာရှိနေတော့မှာလည်းဖြစ်ပါတယ် Jamie Gittens ကလည်း2032ခုနှစ်ထိ Chelsea မှာရှိမဲ့စာချုပ်တရက်ကိုချုပ်ဆိုမှာဖြစ်တဲ့အတွက်ကစားသမား2ယောက်လုံးကတော့ဒီတန်း9နှစ်ရှိတဲ့စာချုပ်ကိုချုပ်ဆိုမှာပါဒါပေမဲ့လည်း Joao Pedro ကို ပါမရက်စ်နဲ့ပွဲအမိရဂျစ်တာလုပ်နိုင်ဖို့အတွက်ချက်စီတင်းကလှလှမြမြခေါ်ယူဖို့စူးစမ်းအထောက်မှုပြုလုပ်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာဆိုတော့မျက်စိတမိတ်အတွင်းမှာเนาะကျွန်တော်တညာပဲအိတ်လိုက်ရသေးတယ်ဂျော့ဘဒရူရောက်လာတယ်ဂျမီကီဒန်စ်ကတော့လိုက်နေတာကြာပါပြီထားပါတော့အဲ့တော့ဂျော့ဘဒရူကိုချက်စီတက်အရင်ကန်လန်ခဲ့တဲ့ကလပ်စိတ်ဝင်စားခဲ့တဲ့ကလပ်ကနယူကက်ဆယ်ယူနိုက်တက်ဖြစ်ပါတယ်နယူကက်ဆယ်ကအော်ဖာနှစ်ချိန်တောင်ပေးပြီးသွားပြီအဲ့ဒီအော်ဖာနှစ်ချိန်လုံးကိုဘရိုက်တန်တင်းကပယ်ချခဲ့တယ်ဒီအော်ဖာကလည်းအခုချက်စီညှိသွားတဲ့ပေါင်55တန်းအော်ဖာနဲ့ပေါင်10တန်းဝင်းချင် င်ပဲကြွားတာဒါမဲ့နျူကတ်ဆယ်ရဲ့တခြားအသင်းတွေလိုက်မယ်မထင်တဲ့အတွက်ကြောင့်ပြောင်းရွှေ့ခြေကိုလူတို့ပိုလျှော့လုံနေတဲ့သဘောမျိုးပေါ့နော်ဈေးတက်တက်သာနဲ့သူတို့ခေါ်ယူခြင်းနဲ့သဘောမျိုးရှိတဲ့အတွက်ကြောင့်အရင်မတိုးပေးပဲနဲ့အချိန်ဒီတစ်ချက်စောင့်ကြည့်နေတဲ့အချိန်မှာ Chelsea ကဂျားဖြက်အလှည့်အမြန်ခေါ်ယူသွားခဲ့တာလည်းဖြစ်ပါတယ်ဒီလိုမျိုးခေါ်ယူသွားနိုင်ခဲ့ခြင်းက The Brighton အသင်းနဲ့ Chelsea ကြားထဲမှာကောင်းမွန်တဲ့ relation တွေရှိတာလဲပါလိမ့်မယ်ဗျ Chelsea အသင်းဒီ Brighton အသင်းရဲ့ကစားသမားအများစုကိုခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ Romano ရဲ့ဖော်ပြချက်ထဲမှာဆိုရင် Chelsea က Brighton ကစားသမားတွေအားလုံးတနည်းအားဖြင့် Brighton နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေအားလုံးအတွက်ပြောင်းရွှေ့ချေပေါင်း281တန်းတတိတုံးခဲ့ပါတယ် Graham Potter ကိုယော်ချေ နော်ပေါင်20တန် Brighton တဲ့ကိုပေးခဲ့တယ်ကူကူရဲရကိုပေါင်တန်း60 Robert Sanchez ကိုပေါင်25တန် Moise Caicedo ကိုပေါင်135တန်နဲ့ Joao Pedro အတွက်ကနဦးငွေပေးခြင်းမူပေါင်တန်း90ပေးခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ Joao Pedro ကိုတိုင်ကလည်း Chelsea အသင်းကိုပြောင်းရွှေ့ချင်တာပါမယ်ပေါ့နော်အဲ့တော့ Chelsea ရဲ့တိုက်စစ်အစုအဖွဲ့ကတော့ပြည်စုံလုံလောက်သွားပြီလို့ထင်တယ်လက်ရှိအစုအဖွဲ့က ပိုတောင်ပိုရှန်နေသေးတယ်အဲ့တော့ပိုရှန်နေတဲ့ကစားသမားတွေကိုချက်စီးနေနဲ့ရောင်းထုတ်သွားဖို့ရှိတယ်ဒီတိုင်းထားလို့မရဘူးလားဆိုတော့ရတယ်ဒါပေမဲ့ကစားသမားလိုတာလဲခက်ခဲတယ်လို့ပိုရှန်နေတာလဲနီးပြတယောက်အနေနဲ့ခက်ခဲတဲ့ management လုပ်ရပါလိမ့်မယ်ဒီအတွက်ကြောင့်အတင်းမှာတိတ်ပြီးတော့အစင်မပြေတော့တဲ့ကစားသမားတွေဖြစ်တဲ့ Nicholas Jensen တို့ Nuni Medvedev တို့ကိုအချိန်တိုင်းတာတစ်ခုထိစောင့်ပြီးတော့ချက်စီးလို့ရောင်းချသွားဖို့ရှိနေတယ် ကျော်ဂျော့ဘဒရိုရောက်လာတဲ့အပေါ်မှာဘလို့မြင်တယ်လဲဆိုတော့ချက်စီပြိသက်တယောက်ရဲ့ထင်မြင်ယူဆချက်တချို့ပါကျွန်တော်တဘာတဲ့ထည့်ပြီးတော့ဆွေးနွေးသုံးသပ်ပေးမယ်။နောက်မှဂျော့ဘဒရိုဘလို့ကစားသမားမျိုးလဲပြူအပိုင်းသုံးသက်ချက်လုပ်ပေးပါမယ်။ကျွန်တော်သူ့ကိုပထမဆုံးမြင်မိတဲ့ first impression မှာခရေကဒီကောင်လေးဒီဘလို့ဂိုးသွင်းတေချာတာတို့အရန်ပီပီပီမြင်ထင်နေပေါ်ပေါ်ဖြစ်နေတဲ့အဆုံးသက်ကောင်းတဲ့တိုက်စစ်မှုတယောက်တို့ထက်စာရင်ပိုင်းနဲ့ရရှိပြီးတော့နေရာယူမှုကောင်းတဲ့ကစားသမားတယောက်လို့ထင်တယ်။ တခိတခါဆိုရင်တော့ Chicharito Hernandez ပေါ့နော်ဒါ United အသင်းမှာဆိုရင်အဲ့လိုဂိုးသွင်းကောင်းတာတဲ့ဗျာပါရင်နေရှိပြီးနေရာဇုံကနေဘယ်ကဘလို့ပေါ်လာမှန်းမသိတဲ့တိုက်စစ်မှု style မျိုး Joao Pedro ကကစားနိုင်ပါတယ်ဒါပေမဲ့ Joao Pedro ကတော့ပို့ပြီးတော့ modify လုပ်ထားတဲ့ကစားသမားပေါ့ left wing တွေရော right wing တွေရော second striker တွေရော am တွေရောမျိုးစုံရပါတယ်အဲ့တကြောင် goal lap ရှိတယ်နေရာဇုံကဂိုးသွင်းတတ်တယ်ကစားသမားလို့ပြောရင်ပို့ပြီးမှန်လိမ့်မယ်ဒါပေမဲ့ mentality ဘိုင်းကတော့အနေငယ်ဝိတယ် hands on timing လှဲချတတ်တဲ့အပြုတ်မှုတွေပါတယ်လေ ယ်အမြဲတမ်းလိုလိုမြင်ရတယ်ပေါ့နော်ဒါပြင်အသင်းပေါ်ရင်းနဲ့ပြဿနာဖြစ်တာဘာညာလဲအနေငယ်ဆိုရင်ဇာတော့ရှိတယ်တိုးတော်လဲအရင်တော့သူနေခဲ့တဲ့အသင်းတွေကဒါ Watford တို့ Brighton တို့ဖြစ်တဲ့အတွက်ကြောင့်သူဘိုလို့လို့ရရင်ရမယ်တိုးတော် Chelsea မှာသူထက်ကရွှေပြည်ဆိုးတွေပဲရှိတဲ့အတွက်ဒေါင်ကျိုးသွားမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဘလောက်ပဲအရင်တော့စိတ်သက်ပိုင်းမကောင်းမကောင်းဒေါင်မကျိုးဒေါင်မကျိုးဒီကလပ်အသင်းတွေနဲ့တော့စိုင်နေဗျဒီကလပ်အသင်းတွေရဲ့အရှိန်အဝါပေါ့နော်သူတို့တခစ်တခါနေခဲ့တဲ့ကလပ်တွေဒီသူ့အနေနဲ့လူဘာဝါလို့ရတဲ့အတွက်ကြောင့်ဝါတာပေါ့ဗျ Chelsea မှာကစားမ မဲ့အချိန်ကြရင်တော့ဒီလိုမျိုးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ကဲကျွန်တော်နောက်ထပ်ဆွေးနွေးရမယ့်သတင်းအကြောင်းလေးကတော့ဒါအာစနယ်နဲ့ပတ်သက်တဲ့သတင်းအကြောင်းပဲဖြစ်ပါတယ်။ဒီသတင်းကလည်းနော်ဂျင်းသတင်းလို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်။ဂျင်းသတင်းဆိုတာထက်အာစနယ်အသင်းတာဝန်ရှိရတဲ့သူတွေအနေနဲ့သတိကြီးကြီးထားတဲ့ တဲ့င်းဖော်ပြချက်မျိုးတွေပါ Sport Bit ကဖော်ပြထားတာပဲဖြစ်ပါတယ် Arsenal က Chelsea Liverpool Manchester United တို့စိတ်ဝင်စားနေတဲ့ Frankfurt အသင်းရဲ့အသက်23နှစ်အရွယ်ပြင်သစ်တိုက်စစ်မှု Hugo Ekitike ကိုခေါ်ယူဖို့အပြိုင်ဆိုင်ကြိုးပမ်းနေနိုင်တယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်အတိပ္ပယ်ကအဲ့မှာတွေကလွဲသွားပြီနော်ဘာကြောင့်လဲဆိုတော့ Liverpool ကလည်း ဣကီတီကီကိုခေါ်ယူရေးထက်တခြားသောတိုက်စစ်ပြင်းထန်ကစားသမားတယောက်ယောက်ကိုခေါ်ယူကောင်းခေါ်ပါလိမ့်မယ်။နောက်ချဲစီဆိုရင်လည်းဂျောပက်ဒရိုရောက်ရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်ဘဲဣကီတီကီမှမလိုတော့ဘူး။ယူနိုက်တက်အသင်းကလည်းဣကီတီကီခဏဘေးဖယ်တာဘရိုင်ယန်အန်ဘူးမိုးတောင်မှလက်ရှိအချိန်မရသေးတဲ့အတွက်ကြောင့်အပြိုင်ဆိုင်လိုက်မယ်ဆိုတော့ကလပ်သင်းတွေကိုယ်တိုင်အားကို ဒီကစားသမားကိုခေါ်ယူဖို့အစီအစဉ်မရှိသေးတဲ့အတွက်ကြောင့်ဒီသတင်းဖော်ပြချက်ကတော့လူဈေးဆွဲတင်တဲ့သတင်းဖော်ပြချက်တစ်ခုလို့တော့ကျွန်တော်ယူဆပါတယ်အဲ့တော့အားကြီးကလည်းလက်ရှိအချိန်မှာ EKDG ကိုဘယ်နားနေမှန်းမသိသေးဘူးဘန်ဂျမင်ရှက်ရှ်ကိုနဲ့ဗီဒီယိုဂက်စ်တို့နှစ်ယောက်ကြားမှာတယ်ရှုပ်ရှက်ခတ်နေတဲ့အခြေအနေမျိုးရ EKDG ကိုခေါ်ယူဖို့ကြိုးပမ်းလာမှလည်းမဟုတ်ဘူးလက်ရှိအချိန်လည်းကြိုးလည်းမကြိုးပမ်းဘူးဆိုတော့ EKDG ကိုအခုလိုမျိုးဘယ်တင်းကကမ်းလမ်းမယ်ဘယ်တင်းကစိတ်ဝင်စားနေပြီလို့ဖော်ပြချက်သည် Frankfurt ရဲ့ဈေးဆွဲတင်မှုတစ်ခုသာဖြစ်ပါတယ် EKDG ကို Frankfurt သင်းကမတော်မတရားပြောင်းရွှေ့ကြီးဖြစ်တဲ့ပေါင်တန်း100လောက်တောင်းဆိုထားတာဖြစ်ပါတယ်။ဂျာမန်ဘွန်နက်စတီကကစားသမားတွေကိုကျွန်တော်ရင်းထင်ကြည့်လို့မရအောင်။ဘွန်နက်စတီကမှဂိုးတွေအများကြီးသွင်းလို့တခြားလိတွေမှာဂိုးသွင်းနိုင်လိမ့်မယ်လို့တတိယချတွတ်ထားလို့မရအောင်။အထူးသဖြင့်ပရီးမီးယားလိမှာပေါ့။ဂျာမန်ဘွန်နက်စတီကမှရှယ်ကြီးกว่าဆိုပြီးခေါ်လိုက်ပါ เนาะကျွန်တော်တေးသေးချာချာမှတ်မိတဲ့အပြောင်းရွှေ့နှစ်ခုရှိပါတယ်အဲ့ဒီအပြောင်းရွှေ့နှစ်ခုလုံးဖေးပါတယ်တခြားအပြောင်းရွှေ့လည်းအများကြီးရှိတယ်เนาะဒါကျွန်တော်တိတာမြင်တာရှိတဲ့ထိတ်တန်းတိုက်စင်မှုနှစ်ယောက်ရဲ့အပြောင်းရွှေ့ကိုပဲကျွန်တော်ဥမာအနေနဲ့ပြန်ပြီးတော့ sharing လုပ်ပေးချင်တာပထမတစ်ယောက်ကတော့ Jolinden ပါ Jolinden ဒီ Hoffenheim မှာတော့တိုက်စင်မှုပုံစံကစားပြီးတော့ဂိုးတွေအများကြီးတွင်းခဲ့တဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။ဂျူလင်တယောက်နျူကာဆယ်တင်းကပေါင်45သန်းနဲ့လာမသိဘူး။အဲ့ချိန်ကခေါ်လိုက်တယ်ဗျ။အဲ့တော့နျူကာဆယ်ကမိုက်ကယ်ရှလေးလက်ထက်ကနျူကာဆယ်ပတ်စံအဲ့လောက်မတုံးနိုင်သေးဘူး။သူတို့ယင်းပြီးတော့ခေါ်ခဲ့လိုက်တယ်။ဂျူလင်တန်နျူကာဆယ်မှာဂိုးဘလောက်သွင်းလဲ။မသွင်းပါဘူး။အဒီဟောင်းကောင်းတဲ့အတွက်ကြောင့်သာသူ့ကိုပုံပြောင်းကစားခိုင်းပြီး CM နေရာမှာအဆင်ပြေသွားတာ။ တိုက်စစ်မှုတယောက်အနေနဲ့ပဲတုံးနေမယ်ဆိုရင်တခြားနီးပြတယောက်သာဆိုရင်ဂျူလင်တန်ရောင်းထုတ်ခံရတာကြားလာပြီအဲ့တော့ဂျူလင်တန်ဒီဟော့ဖန်ဟိမ်းမှာဘလောက်ပဲကူးသွင်းကောင်းကောင်း flop သွားတယ်နောက်ထပ်ကစားသမားတယောက်ကကျွန်တော်ဝက်ဆန်သင်းခေါ်ဦးခဲ့တဲ့စီဘက်စတီယန်ဟော်လား ဟော်လာကလည်း Frankfurt အသင်းရဲ့တိုက်စင်မှုပဲဂိုးတွေရှယ်သွင်းတာဒါပေမဲ့လည်းဟော်လာ Premier League မှာမအောင်မြင်ဘူးလေးကန်နေတဲ့အတွက်ကြောင့်ဂိုးသွင်းရင်တောင်မှအနည်းငယ်ပဲရတယ်နောက် IS ကိုပြောင်းသွားတယ်အောင်မြင်သွားတယ်ပြီးတော့ Dortmund တွေဘာပြီးပြန်ရောက်သွားတယ်ပေါ့ဗျာကျွန်တော်ဒီကြောင်းတွေဘာကြောင့်ပြောနေတာလဲဆိုတော့လက်ရှိ Arsenal နဲ့သတင်းထွက်တယ်တို့ Liverpool တို့ Chelsea တို့နဲ့သတင်းထွက်တယ်တို့ပေါ်ပြနေတဲ့ Ikitiki ဒီတကယ်တမ်းလက်တွေ့မှာဒီကလပ်တင်းတွေခေါ်ဖို့ဆိုတာတိတ်မလွယ်ကူဘူးဆိုတော့ အချက်ကိုသိစီခြင်းနဲ့အတွက်ကြောင့်အရင်တော့ဖြစ်ပျက်ခဲ့တဲ့အပြောင်းအရွှေ့နဲ့ knowledge sharing လုပ်ရင်းနဲ့ပြောပြပေးတာပဲဖြစ်ပါတယ်။ဆိုတော့ Arsenal တွေမဟုတ်ပါဘူး။ထိတ်တန်း club team တော်တော်များများတော့အခုလိုမတော်မတရားဈေးတောင်းတဲ့ပုံစံတွေဖွာတဲ့င်းတွေဂျင်းတဲ့င်းတွေကိုကျွန်တော်တို့ထပ်ပို့ပြီးတော့နားလေသဘောပေါက်သွားမယ်လို့ထင်တယ်။ရှင့်မှာလည်းတို့အများကြီးခံခဲ့ရဘူးတဲ့အတွက်ကြောင့် EKTK ကို Frankfurt အသေးအံလူချင်းနေတဲ့ပြောင်းရွှေ့ခြေ Euro တန်းတရာတို့ပေါင်တန်းတရာတို့ဘယ် Premier League club မှာပေးမယ်လို့မထင်ပါဘူးခင်ဗျ။